အခုလက်ရှိတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာကျင်းပနေတဲ့ International Auto Show မှာဆိုရင် Toyota ကသူ့ရဲ့ Visa Series တွေထဲကမှန်မှားအစ်တစ်ယောက်ဖြစ်တဲ့ Visa 7ကိုမိတ်ဆက်ပေးလိုက်တယ်။ Visa Series ဆိုတာက Toyota အနေနဲ့တရုတ် EV လောကတရုတ်ကားလောကမှာဆက်လက်ရှင်သန်နိုင်ရေးအတွက်ဖန်တီးထားတဲ့အမည်တစ်ခုပေါ့နော်။ဒီ Visa Series တွေကတော်တော်များများကတရုတ်ရဲ့အငွေသက်တွေတရုတ် inspiration တွေအများကြီးပါဝင်နေတယ်။ Toyota နဲ့တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေပေါင်းပြီးထုတ်ထားတဲ့ inspiration တွေအကုန်လုံးကလည်းတရုတ် inspiration တွေအများကြီးမြင်ရတယ်။အဲ့လိုပဲအခုမိတ်ဆက်ပေးလိုက်တဲ့ Visa Sevens ကလည်းတရုတ်ရဲ့အငွေတက်တွေအများကြီးမြင်ရတယ်။ရုပ်ထွက်ပိုင်းအတွင်ငန်းအပြည့်စင် အကုန်လုံးကတရုတ်ရဲ့ inspiration တွေအများကြီးမြင်ရတယ်။ဂျပန်ကစစ်စစ်တစီလုံးမခံစားရဘူးဒိုတာရဲ့အငွေသက်တွေမမြင်ရဘူးတော်တော်လေးအဲပျောက်ကွယ်နေရလို့ပြောလို့တော့ရတယ်ဒိုတာရဲ့ badge တက်ထားတာအလွန်အကုန်လုံးကတရုတ်ကားကြီးလို့တော့ခံစားရတယ် ဒါပေမဲ့ဒီကားမှာ autonomous driving စနစ်တွေတခြားတခြားသော function တွေအများကြီးပါပါတယ်။ဒီ Visa Series ရဲ့ Visa 7က GAC နဲ့ပေါင်းပြီးထုတ်ပေးထားတာပါ။ဒီကားရဲ့စနစ်တွေကိုသူက Huawei ရဲ့ Harmony OS နဲ့ run မှာဖြစ်ပါတယ်။အဲတော့ဒီအမွေသက်နဲ့တို့ဒါ batch တက်ထားတဲ့ကားလို့လည်းပြောလို့ရပါတယ်။အခုလက်ရှိချိန်မှာတော့တို့ဒါအနေနဲ့ဒီ Visa 7 Series ရဲ့ specification တွေကိုထပ်ပြီးထုတ်ပြန်ထားတာမျိုးမရှိသေးဘူး။ range တွေစောစောကြီးတွေ ဘယ်လိုရှိမလဲဆိုတော့ဆောင်ကြည့်သွားမှာဖြစ်ကြောင်းကာချီတို့ရေဖော်ပြပေးလိုက်ပါတယ်